လိုအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မဆားရတဲ့ကြာပြီးဖြစ်တဲ့တိုးမြို့ဆောင်လေးနဲ့ငချောက်ချက်လေးချက်ပြီးတော့စားပြမလို့ပါအရင်ဦးဆုံးတည့်ရပြုတ်ရံတဲ့ရင်းနေတဲ့ပါမရှင်ပြုတ်တက်ခါမှာအရွက်လေးတွေတက်သွားအောင်လို့စားလေးနဲ့ငယ်ထဲပါမယ်ပြီးရင်တော့ကိုကြိုက်တဲ့တီးနှံအရွက်လေးတွေကိုအစိမ်းမစားတတ်ရင်တော့ပြုတ်ပါမယ်ရှင်ဒီမှာတော့ဘူဒီခဲရနီကော်ဖီတို့ပန်းဖွဲ့တခွားလေးတို့နဲ့တို့စားပါမယ် ီတူမြုပ်တင်တဲ့ငါးချောက်ချက်လေးရလေထမင်းအယမ်းမိန်နဲ့စားလို့လည်းကောင်းနေပေါ့နော်မစားရတာကြိုက်ပြီဆိုတော့ဒီနေ့ချက်စားပြစ်လို့ချက်နီလေးကိုပြန်လည်မျှဝေပေးလိုက်ပါမယ်နော်အရင်ဦးဆုံးရက်တိပြုတ်ပြီးရင်တော့ရပါရဲ့နော်ဆက်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ငါးချောက်ချက်ပါမယ်ပထမဦးဆုံးကြက်တုန်နေရောမွေးနေအောင်လို့စီတက်ပါမယ် အယောင်လေးလာရန်အတွက်အယောင်နှစ်မုံကိုနှစ်စွန်းလောက်အသုံးပြုထားပါတယ်ရှင်ပြီးရင်တော့စနေနေ့ငယ်ထည့်ပါမယ်အတုံးမြုံလေးနဲ့တွဲစားမှဆိုတော့ငပိလေးအနေငယ်ကိုမွေးနေအောင်စီတက်ပေးထားလိုက်ပါမယ်ရှင်။ ချက်သွနေလေးနွမ်းနာပြီဆိုရင်တော့ခရမ်းချစ်နီးနဲ့ငရုတ်ဒီစိန်ကိုပပလွှတ်ထားတာလေးကိုလိတ်နေအောင်စီရောတက်ပေးလိုက်ပါမယ်ရှင် ပြီးရင်တော့အရာတာအတွက်ချုံမုံတစ်စုံ၊ချက်သားမုံတစ်စုံနဲ့ငံပြားရဲ့အနှဲငယ်ကိုထည့်ထားပါမယ်။ခရမ်းကျင်းနီနဲ့ချက်တုံနီလေးတွေအိလာတဲ့အထိလိုက်ထားပေးရပါမယ်နော်။ ခရမ်းကျင်နီနဲ့ကျက်သွင်းနီလေးတွေလိမ့်လာပြီဆိုရင်တော့ခနာကတုံးထားတဲ့ငှချောက်လေးတွေကိုထည့်ထားပေးလိုက်ပါမယ်။ဒီနေရာမှာတော့ငှချောက်ကိုမိမိချိုင်းနဲ့တက်တက်ငှချောက်ကိုအသုံးပြုနိုင်ပါတယ်ရှင်။ငှချောက်လေးတွေအသားဥဝအောင်လို့ရေလေးအနှဲငယ်ထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်။အကောင်လုံးစီပြန်ရေပြန်ဖြစ်တဲ့ဒီငှချောက်လေးတွေနူးအောင်လဲအကောင်လုံးကိုတည်ထားပေးလိုက်ပါမယ်။ ရေလေးတွေခံပြီးစီပြန်လာပြီဆိုရင်တော့အပေါ်ကနေငရုတ်ဒီဇိုင်းလေးကိုနှစ်ချမ်းခွဲပြီးထည့်ပါမယ်ရှင်။ပြီးရင်တော့အနက်လေးမွေးအောင်လို့နန်းနန်းမင်းလေးအနှဲငယ်လေးထည့်ထားလိုက်ပါတယ်။အားလုံးထည့်ပြီးပြီဆိုရင်တော့စီပြန်လာတဲ့ဒီမွေးထားပေးလိုက်ပါမယ်ရှင်။ စီလေးတွေပြန်နှားပြီဆိုရင်တော့တုံးဆောင်လို့ရပါပြီရှင်။ ဒီဟင်းလေးကထမင်းလက်အရမ်းမိန်နဲ့ကိုရင်းနေလက်တွေ့စေရပေါ့နော်နေမကောင်းဖြစ်ပြီးတော့အစာတောက်ပြနေတဲ့လူများရဲ့လည်းဒီလိုလေးချက်စားကြည့်ပါဘူးဒီဆိုလည်းနှုတ်ပြီးတော့အရန်ချိုတယ်ကော်ပီတုတ်တဲ့အစားရှုရှုလေးပေါ့နော်ဒီအချိန်မှတော့အတင်းနယ်လေးတွေအရန်ပေါ်တာမလို့ဒီလိုလေးချက်စားကြည့်ပါနော် ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လည်းရှင်းချက်နေဗီဒီယိုတွေတင်ပေးမှာမို့လို့ follow လုပ်ထားပေးပါအောင်နော်။